ဖိလစ်ပိုင်နိုင်ငံမနီလာမြို့ FEBC အတံလွင့်ဌာနမှဒေသီအတော်တမချန်းအစီအစဉ်များကိုအတံလွင့်ပို့ချလည်ရှိပါတယ်ရှင်။မိဘညီကိုမောင်နှမအပေါင်းတို့ရှင်မင်္ဂလာပါရှင်။အသက်ရှင်တော်မူသောဖျားသခင်ဤနှုတ်ကပတ်တော်ကိုကျမ်းနာခံယူကြဖို့အရောက်စီတိုင်းကိုဖိတ်ခေါ်ပါတယ်ရှင်။ တော်ရစမြခင်ဒီကနေ့တင်သိရတော့တမချန်းစီစင်မှာရှင်မာသက်ခရစ်ဝင်ကျမ်းခန်းကြီး၅အခန်းငယ်၁ကနေအခန်းငယ်၃ထိကိုလေ့လာမှာဖြစ်ပါတယ်ရှင်မာသက်ခရစ်ဝင်အခန်းကြီး၅ရဲ့အနှစ်ချုပ်ကတော့တောင်ပေါ်တည်သနာရဲ့အစလို့ပြောလို့ရနိုင်ပါတယ်ပြီးတော့ကောင်းကင်နိုင်ငံတော်မှာပါဝင်ခွင့်ရှိတဲ့လူသားတွေနဲ့မိမိတို့ကိုယ်တိုင်နဲ့ဘယ်လိုသက်ဆိုင်တယ်လဲကောင်းကင်နိုင်ငံတော်ကိုဝင်လို့ရဆိုရင်ဘယ်ဥပဒေမျိုးတွေကိုစောင့်ရှောက်ရမလဲဆိုတာတွေပဲဖြစ်ပါတယ် တောင်ပေါ်ဒေသနာဏိဒံတို့အစပြုရမယ်ဆိုရင်ပရမဟုဆုံးတောင်ပေါ်ဒေသနာကိုခြုံငုံလေ့လာဖို့သင်လျော်မယ်ဖြစ်ပါတယ်။ရှင်မသက်ခရစ်ဝင်ကျမ်းမှာခရစ်တော်ရဲ့ဘဝသက်တော်စဉ်ရဲ့တွင်တွင်မှုကြီး၄ရက်အနက်၃ရက်ကိုဖော်ပြခဲ့ပါတယ်။အဲ့ဒါတွေကတော့၁တောင်ပေါ်ဒေသနာ၂ဥပမာတော်များနှင့်တွင်တွင်ချက်၃သံလွင်တောင်ပေါ်မှာဆုံးမဩဝါဒပေးခြင်းများပဲဖြစ်ပါတယ်။တောင်ပေါ်ဒေသနာကိုရှင်မသက်ခရစ်ဝင်ကျမ်းအခန်းကြီး၄၅၆မှာတွေ့ရပါတယ်။ ဥပမာတော်များနဲ့သွန်သင်မှုများကိုအခန်းကြီး73မှာတွေ့ရပါတယ်။တန်လွင်တောင်ပေါ်မှသွန်သင်ချက်များကိုတော့အခန်းကြီး24နဲ့25တို့မှာတွေ့ရမှာဖြစ်ပါတယ်။တကယ်တမ်းဆန်းစစ်လိုက်ရင်တောင်ပေါ်ဒေသနာဆိုတာဟာခရစ်တော်ရဲ့ကောင်းကင်နိုင်ငံတော်နဲ့ကောင်းကင်နိုင်ငံတော်ကိုစိုးစံတော်မူသောခရစ်တော်ရဲ့သဘောထားကြီးညာချက်ပဲလို့ပြောလို့ရပါတယ်။ဥပမာတော်များနဲ့ဟောပြောသွန်သင်မှုများပြတ်ဖတ်ခြင်းကတော့မိမိဒီမြေပေါ်ကနေပြန်သွားတဲ့အချိန်မှာ ကောင်းငင်နိုင်ငံတော်ကိုတည်ဆောက်ရန်ကောင်းငင်နိုင်ငံတော်ကို ဝင်စားဖို့ရန်အတွက်လမ်းညွန်ချက်များကိုချပေးခြင်းပဲလို့ဆိုလို့ရပါတယ်။တန်ခွင်တောင်ပေါ်ကဆုံးမတွင်တင်ချက်တွေဆိုတာကတော့အနာဂတ်အရေးအတွက်ပျော်တွေးပြီးကြားရိတ်ပေးခဲ့ခြင်းများပဲလို့ပြောလို့ရပါတယ်။နောက်ဆုံးဩဝါဒသို့မဟုတ်ဆုံးမတွင်တင်ချက်ကိုတော့ရှင်ယောဟန်ခရစ်ဝင်ကျမ်းမှာရောက်တော့မှအထင်ရှားဆက်လက်ပြီးတွေ့ရမှာဖြစ်ပါတယ်။ခရစ်တော်အဖေခံတော်မူခြင်းရဲ့သစ္စာတရား အဖေခံချင်းရဲ့အကြောင်းချင်းရများနဲ့အတူရှင်ပြန်ထမြောက်ချင်းကောင်းကင်ဘုံတို့တက်ကြွခြင်းနဲ့ကောင်းကင်ဘုံတို့မတက်ကြွမီအချိန်ကာလများရဲ့အသေးစိတ်အကြောင်းအရာများကိုအဲ့ဒီကျမ်းမှာဖော်ပြမှာဖြစ်ပါတယ်။ရှင်မသဲမှာမပါဝင်တဲ့ဒီအကြောင်းအရာတွေဟာကျွန်တော်တို့အတွက်အသက်တမျှအရေးကြီးတယ်လို့ဆိုတာကိုလည်းသက်ဆိုင်ရာအခန်းကဏ္ဍများကိုရောက်တော့မှကျွန်တော်လက်တွေ့ဒီဟာကိုဖော်ပြခွာလို့ပါတယ်။ရှင်မသဲခရစ်ဝင်ခန်းကြီး9 6 9တီမှာတောင်ပေါ်ဒေသနာကိုတွေ့ရတယ်လို့ တခြားခရစ်ဝင်ကျမ်းတွေမှာလည်းဆက်လက်ပြီးတွေ့ကြရအောင်ပါပါလက္ခဏာကြည့်ရတာကတော့ခရစ်တော်ဟာတောင်ပေါ်ဒေသနာကိုတကြိမ်တည်းမကပြီးခဲ့တယ်လို့ယူဆစရာရှိပါတယ်ခရစ်တော်ဟာတောင်ပေါ်ဒေသနာရဲ့တရားစကားများကို အထက်ထပ်ဖော်ပြခဲ့တာဒီဒေသနာရဲ့အမှန်တရားကိုအချိန်ချင်းသိစေခဲ့တာအရေးကြီးတဲ့အချိန်တွေမှာတကြောပြန်ပြန်လဲပေါ်ပြတာတွေကိုလည်းကျွန်တော်သတိထားမိဖို့လိုပါလိမ့်မယ်ဒါနဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင် ရှင်လုကာဖော်ပြတဲ့တောင်ပေါ်ဒေသနာဟာ ။ဒစိတ်တပိုင်းအဆင့်လောက်ပဲရှိပြီးတောင်ပေါ်မှာတောင်မှမဟုတ်ဘဲနဲ့လွင်ပြင်ဒေဗတ်တခုမှဒေဗနာခေါ်တယ်လို့ဖြစ်နေပါတယ်။ဝွင့်ဝွင့်လင်းလင်းပြောကြည့်ဆိုရင်ရှင်မာသက်ခရစ်ဝင်ကိုတိုင်ဟာလည်းပြည့်ပြည့်စုံခြင်းမရှိဘူးလို့ကျွန်တော်ယူဆပါတယ်။ကျွန်တော်ယုံကြည်ခြင်းကတော့ဒီဒေသနာဟာတမန်ကျမ်းစာထဲမှာသင့်ယုံဖော်ပြတာတဲ့တကယ်ခရစ်တော်လူဘဝရှင်သန်စဉ်ကာလမှာဒီလေအများကြီးရှေလျက်ကျေပြန့်ခဲ့မယ်လို့ကျွန်တော်ယုံကြည်ပါတယ်ဒီလိုပဲကျွန်တော်ကတော့အ내အတိတ်ပဲဖွင့်ဆိုခြင်းပါတယ်အခုလို့ကျွန်တော်ကပြောတော့ သမချမ်းစာနှုတ်ကပတ်တော်ဆိုပြည့်စုံကြွရတယ်ဆိုဘာကူးမှလာပြီးမစုံလင်မှုဘာညာလုတ်တယ်လဲဆိုပြီးပြောနိုင်လေစောရကတက်နိုင်လေကျွန်တော်ရဲ့ဆိုလိုရင်းသဘောကတော့သမချမ်းစာတော်မြတ်ရဲ့ပြည့်စုံခြင်းဂုံအင်္ကာ ရှုတော်ကနေဆိုရင်ဘာမှကျွန်တော်မှတ်ချက်မပေးနိုင်တော့စီလျော်ပါတယ်သင့်တော်ပါတယ်ဒါပေမဲ့ကျွန်တော်ဟာအဲ့ဒီလိုသူ့တကိုးတော်နဲ့သူပြည့်ပြည့်စုံနေတဲ့ကျမ်းပေါ်မှာမှကိုဖြစ်စေခြင်းနဲ့လူဆန္ဒနဲ့တွဲဖက်ပြီးကို့အမြင်ကိုကို့ဒီကံကင်ပြလိုက်ခြင်းပဲလို့ပဲဆိုပြစီ ဟုတ်ပါတယ်။ရှင်မသက်ခရစ်ဝင်ကျမ်းဟာကျွန်တော်တို့အတွက် ကောင်းစွာ နားလည်အောင်လေ့ကျင့်နိုင်ဖို့အတွက်ယနေ့ကျွန်တော်တို့ရှေ့မှာရောက်နေပါပြီ။ဒီအတိုင်းပဲကျွန်တော်တို့ဆက်ပြီးပွားကြပါစို့။တောင်ပေါ်ဒေသနာရဲ့မိဆက်ကန္တမှာလက်ဝဲစုံနဲ့လက်ရစုံအစွန်းနှစ်ဖက်ကိုကျွန်တော်တို့ခွဲနိုင်ပါတယ်။ကျွန်တော်ကခွဲခွဲမခွဲခွဲဓမ္မပညာရှင်များကတော့ဒီဒေသနာတရားပေါ်မှာနှစ်ပိုင်းခွဲပြီးအမြင်မတူဖြစ်နေကြတာအမှန်ပါပဲ။ကိုယ်ပိုင်လွတ်လပ်ခွင့်နဲ့တွေးခေါ်တဲ့ပညာရှင်အုပ်စုဟာ လက်ဝဲစုံကိုရောက်တယ်။တောင်ပေါ်ဒေသနာဟာသူတို့အတွက်သတင်းကောင်းဖြစ်ပြီးတမန်ကျမ်းစာတအုပ်လုံးရဲ့အရေးအကြီးဆုံးအပိုင်းလို့သူတို့ကခံယူဆုပ်ကင်ထားကြတယ်။တစ်ချိန်ကလက်ဝဲစုံဓမ္မဆရာတယောက်နဲ့ကျွန်တော်နဲ့ဆွေးနွေးအမြင်ဖလှယ်ခဲ့ဘူးလေ။သူကသူ့အဖို့တောင်ပေါ်ဒေသနာကလွင်ရင်ဒီပြင်းကျမ်းမလို့တော့ဘူးလို့ပုံမှန်လင်းလင်းပြောလာတယ်။သူ့စကားအရရှင်မသက်ခရစ်ဝင် ခန်းကြီး9ငယ်7ကိုနိုင်သူတပားပြုစေလို့သမျှအတိုင်းသူတပား၌လည်းပြုကြလော့ ဤပညာကပညာတိကျမ်းနှင့်အနာဂတ်ကျမ်းတို့၏အချုပ်အခြာပင်ဖြစ်သည်ဆိုတာကိုသူတို့လက်ဝဲစိုးဝါဒီတွေအတွက်ရွှေပညာတော်ပဲလို့ဆိုပါတယ်။နောက်တစ်ခုမေးစရာရှိတာကတော့ကျွန်တော်တို့ဟာဘုရားသခင်ကိုကိုးကွယ်တဲ့နေရာမှာတောင်ပေါ်တည်တနာဟာနှုတ်တော်တွေဖြစ်တာမှန်လေ။နှုတ်ကပတ်တော်အစ်စ်မှန်ဖြစ်တယ်။ဒါပေမဲ့နှုတ်ကပတ်တော်ကိုဘုရားသခင်ကိုမေ့လျော့တဲ့အချိန်ကိုးကွယ်သင့်သလား။တနည်းပြောရရင်ခမည်းတော်ကျွန်တော်တို့ဟာ ဒီရွှေပြည့်ညက်တီထဲမှာပဲငင့်မြုပ်ပြီးအသက်ရှင်လိုသလားဆိုတဲ့မေကွန်းမေးဖို့လိုလာပါတယ်။ဒါဟာသိပြီးအရေးကြီးပါတယ်။ဆက်လက်ပြီးတော့ဒီကိစ္စကိုတကန်တဆွေးနွေးပွားရပါလိမ့်မယ်။ဒီကနေ့ခေတ်အသေးခေါ်သမားအတော်များများဟာခရစ်ယာန်တို့ရဲ့သတင်းစကားကိုတောင်ပေါ်ဒေသနာအဆင့်လောက်မှာနေမယ်အပြတ်ကန့်ဆက်လာကြတာကိုတွေ့မြင်ရပါတယ်။ကြီးမြောင်းသွားစီတယ်လို့ကျွန်တော်ကခန်းစားမိပါတယ်။တခုကျွန်တော်ဥပမာ ပြောချင်ပါတယ်။ ခရစ်တော်ရဲ့အေးဝံဂေလိတရားဟာတောင်ပေါ်ဒေသနာမှာမတိရှိပါဘူးဆိုတဲ့အချက်ပါကောရိန္သုဩဝါဒစာပထမဆုံးခန်းကြီး15ငယ်7 3လေးတို့ကိုဖတ်ပါထိုအေးဝံဂေလိတရားအားဖြင့်ကယ်တင်တော်မူခြင်းသို့ရောက်ကြ၏ငါသည်ကိုယ်တိုင်ခံယူတော်မူသည့်အတိုင်းသင်တို့အားရှေးဥစွာ အပ်ပေးခဲ့သောအကြောင်းအရာဟူမူကားအဲ့ဒီလိုအစချီးပြီးအဲ့ဒီအေးဝံဂေလိဆိုတဲ့တရင်ကောင်းဆိုတာဟာ တောင်ပေါ်ဒေသနာဘဲရေလို့ဆိုပြီးတော့မဖို့ပြပါဘူးအဲ့ဒီလိုမဆိုတဲ့အပြင်အခုလိုဆက်ပြောပါတယ်ခရစ်တော်သည်ကျမ်းစာလာသည်အတိုင်းငါတို့အပြစ်ကြောင့်အသေခံတော်မူ၏သင်းကြိုပြီးမှကျမ်းစာလာသည်အတိုင်းသုံးရမြောက်သောနေ့၌ထမြောက်တော်မူ၏ဆိုပြီးတော့သာဖော်ပြထားခဲ့ပါတယ်ဒါကြောင့်တောင်ပေါ်ဒေသနာသည်ဧဝံဂေလိသတင်းတရားမဟုတ်တောင်ပေါ်ဒေသနာဟုသည်နုကပတ်တော်ဒီ၌ပါဝင်သည်မှန်တော်လေကိုးကွယ်ရသည့်ဘာသာတရားဆက်ဆက်မဟုတ် အဲ့ဒီလိုကျွန်တော်တူးချင်းသုံးသပ်ပါတယ်။ဒါကြောင့်မို့အခုလိုတောင်ပေါ်ဒေသနာတစ်ခုထဲမှာတင်စိုက်လိုက်မတက်အစွဲလန်းကြီးစွဲလန်းကိုးွယ်ခြင်းဟာအသင်းတော်တွင်အယူအဆပြီးထန်တဲ့လူဒန်းစားဒစ်ကိုဖြစ်လာစေပါတယ်။တောင်ပေါ်ဒေသနာစကားတွေဟာလူသားတွေအဖို့ကျွန်တော်တို့ကတော့တောင်ပေါ်ဒေသနာများအတိုင်းကျင့်ဆောင်နေထိုင်တယ်ဆိုပြီးတော့ပြောเสียရကောင်းလောက်အောင်ဂရင်းတွေ့เสียရကောင်းတဲ့ဒေသနာဖြစ်တာမှန်တယ်လို့တကယ်လက်တွေ့အလေးနဲ့ဖတ်ရှုပြီးရင်တော့ ဒီဒေသနာအတိုင်းဘယ်လိုမှကိုဟာမိအောင်မလိုက်နာနိုင်ဘူးဆိုတဲ့အချက်ကိုချင်းချင်းကြီးမြင်လာရလိမ့်မယ်လို့ကျွန်တော်ကြိုတင်ပြီးပြောထားခြင်းပါတယ်။အကယ်၍သာတောင်ပေါ်ဒေသနာဟာဖျားသခင်ရဲ့အတိုင်းအတာဖျားရဲ့အစဉ်အတန်းနဲ့ပေါ်ပြသောဒေသနာဖြစ်တယ်ဆိုတာကိုကျွန်တော်တို့မြင်တွေ့ခံစားရပြီးတော့ဒီကျမ်းဒေသနာကိုမိအောင်လိုက်နိုင်တယ်လို့ပဲဆိုကြပါစို့ကျွန်တော်တို့ဟာအဲ့ဒီလိုသာမိအောင်လိုက်နိုင်မယ်ဆိုရင်ရိုးရိုးချင့်ပြီးမြင့်မြင့်ကျန်တဲ့အဆင့်တဲ့ ကောင်းကင်အဆင့်လောက်ကိုတက်ပြီးတော့ကျင့်ဆောင်နေနိုင်ပြီဖြစ်လို့ကယ်တင်ရှင်သခင်ခရစ်တော်နဲ့တောင်မှအပြိုင်ဆိုင်ယုံကြည်ခြင်းကောင်းနေတဲ့မဟာလူသားကြီးများအဆင့်ကိုရောက်နေပြီတနည်းအားဖြင့်ကယ်တင်ရှင်ကိုတောင်မှမလိုတော့ဘူးဆိုလောက်တဲ့အေယာမအဆင့်ကြီးဖြစ်နေပြီလို့ကျွန်တော်ကတော့ခန့်ယူတယ်ကယ်တင်ရှင်ကို အမှန်တကယ်လိုအပ်တဲ့လူသားဆိုတာဟာကိုယ့်ရဲ့ယုံကြည်အားကိုးခြင်းကိုကယ်တင်ရှင်စီမှာအကျွင့်မဲ့အလံပြီးစက္ကပ်မှသာဖြင့်ကယ်တင်ခြင်းကိုရစကောင်းနေဆိုတဲ့အချက်ကိုမပြတ်မကွက် မှတ်သားထားကြဖို့လိုပါတယ်လို့ဒီနေရာမှာကျွန်တော်ဖော်ပြလိုပါတယ်။ဒါကြောင့်ခရိယန်တယောက်ရဲ့ဘဝတက်စီကိုတောင်ပေါ်ဒေသနာတစ်ခုထဲမှာတွေကွက်ပြီးအမြင်ချင်းချင်းပြုတ်ညံလိုက်မယ်ဆိုရင်ဒါဟာလက်ဝဲစွန်းရောက်အကျင့်တရားပဲလို့ကျွန်တော်မှတ်ချက်ချလိုက်ပါတယ်။အခုလက်ဝဲစွန်းအကြောင်းကိုရောက်ပြီးပြီဆိုတော့လက်ရစွန်းသမားတွေဆိုတာဘယ်လိုပုံကိုယ်တွေလဲလို့ဆက်ပြီးပြောဖို့လိုလာပြန်ပြီပေါ့။အဲ့ဒီလက်ရစွန်းနေအဖို့ကျတော့တစ်ဖက်ဆောင်းရင်းပြောင်းပြန်တောင်မောဒေသနာဆိုတာနဲ့တွန့်လည်းဖြစ်ကုန်ပြီးတော့ချက်ချင်း ပလိယောဂအဖုအပိတ်ကြီးများအနာကတ်လာတယ်လို့ရှောင်ပြေးခြင်းတဲ့လူတွေကိုကျွန်တော်ကဆိုလိုတာပါသူတို့အဖို့ကလူကိစ္စနဲ့ဒီဒေသနာနဲ့ဟာမဆိုင်ရေးချမဆိုင် လူမလိုက်နိုင်လောက်တဲ့ကျမ်းကြီးလို့အမြင်ဆောင်ရပါတယ်ကြောက်ကြပါတယ်လူသားခံယူနိုင်ဆုံးအတိုင်းအတာတဲ့မဆိုင်ရင်ကကြော်လွန်တဲ့ကျမ်းတွေလို့ဝေဖန်ရှုံချခြင်းရပါတယ်ဒီဒေသနာတော်ကိုလုံးဝအဆုံးမပြုနိုင်ကြပါဘူးလို့ပြောင်ပြောင်ပြောတဲ့လူတွေကတောင်မှပြောတယ်ရုပ်ဆော့အဆုံး ။သာသနာလောကကနေထွက်လာတဲ့အသံတစ်ခုမှာပထနာတော်ကိုတောင်ဘာမှအတိတ်ပဲမရှိဘူးလို့ဆိုပြီးတော့ပြောသံတစ်ခုထွက်လာလို့ဒါလို့အကြည့်တော့အစွန်းမရောက်သင့်ပါဘူးဆိုပြီးတော့ကျွန်တော်အနေနဲ့ဆူတောင်းကြစို့ဆိုတဲ့စာအုပ်တုပ်နဲ့ဂျားလူအဖြစ်ဝင်ပြီးတော့ဒီစာအုပ်ကိုရေးထုတ်ပြီးတော့ရှင်းလင်းပေးခဲ့ရပူပါတယ်။အမှန်တော့ပထနာတော်ဟာကျွန်တော်မျက်မှောက်ခေတ်ကဘာအတွက်အင်မတန်အတိတ်ပဲရှိတယ်။အခုတော့ဆိုလို့ရကောင်းတာရှိပါတယ်။ပထနာတော်အတိုင်းလိုက်နာနိုင်တာမလိုက်နိုင်တာကိုအဖာထား ဒီပတ္ထနာတော်ဟာကျွန်တော်ရွတ်ဆိုဖို့အတွက်ခရစ်တော်အလိုရှိတယ်ဆိုတာကတော့အထင်သာဒါကိုဘယ်သူမှညင်းစရာမလိုဘူးဒီတော့တောင်ပေါ်ဒေသနာကိုလက်ခံတုံ့ပြန်ရမှာအစွန်းနှစ်ပါးကိုရောက်နေကြတယ်ဆိုတာကိုကျွန်တော်ဖော်ပြခဲ့ပြီးပြီတောင်ပေါ်ဒေသနာဟာလူကိစ္စနဲ့ရှင်ရင်သိမ့်မြင့်နေတာရဲ့တောင်ပေါ်ဒေသနာနဲ့သာတိုင်းတာပြီးခရိယန်တယောက်ကိုစံကတ်ဖို့စံချိန်ညီတယ်လို့သတ်မှတ်ဖို့ခက်တယ်ဆိုတာရဲ့ဟာအတော်ကြီးစိတ်မကောင်းစရာလို့ဖြစ်နေတယ်လို့ဒီနေရာမှာယာယီ ခဏလောက်ကျွန်တော်တို့သဘောထားလိုက်ကြရအောင်ဘေးချိတ်ထားဖို့ပြောတာမဟုတ်ပါဘူးနော်ခဏကလေးကျွန်တော်တို့စဉ်းစားဆင်ခြင်စရာလေးတွေအကြောင်းကိုကျွန်တော်ဆက်ပြီးပြောခြင်းလို့ပါတောင်ပေါ်ဒီသနာရဲ့စံချင်းစံညွန့်ဟာဓမ္မဟောင်းကာလဓမ္မသက်တွေကိုတောင်းလိုက်နာဖို့ခက်ခဲတဲ့လူတွေအတွက်အဆုံးအစမဲ့တဲ့မှတ်တမ်းစံချင်းကို ရောက်ရှိနေတာတွေ့ရပါတယ်ဒါကြောင့်ကျွန်တော်တို့မိတ်ဆွေတို့အပါအဝင် လော့ဂီလူသားတွေစီမှာဒီလောက်တက်လန့်နိုင်တဲ့ခွန်အားဟာမရှိနိုင်သေးပါဘူးလူဟာလူလောက်သာစိုးဆောင်နိုင်တယ် ဒါကြောင့်မို့လို့ကျွန်တော်ကအခုလိုရှင်းပြဖို့လိုတယ်လို့ယုံကြည်နေခြင်းဖြစ်ပါတယ်။ဒီကနေ့အထိကတော့ကျွန်တော်ယင်တွေကအရှိအတိုင်းပြောရရင်တောင်ပေါ်ဒေသနာကိုစံပြကျင့်သုံးနိုင်တဲ့လူသားမမွေးဖွားသေးဘူးလို့ကျွန်တော်ဆိုချင်ပါတယ်။တောင်ပေါ်ဒေသနာဟာတရားတော်တစ်ခုဖြစ်တယ်။ဒါပေမဲ့ဒီအဆင့်ပါနောက်ကတွန်းအားပါမလာတဲ့အတွက် မုံမြတ်သောကျင့်စဉ်တနည်းအားဖြင့်လက်ဝဲစွန်းတွေပြောတဲ့ရွှေကျန်းစာအဆင့်မှာပဲကြံရစ်နေတယ်လို့ကျွန်တော်ဆိုချင်ပါတယ်။ တန်ရှင်းသောဝိညာဉ်တော်နဲ့အတူသစ္စာတရားကိုခေါ်အားအပြည့်အဝနဲ့ရနိုင်တယ်ဆိုတာတည့်ရသေးမစွဲတဲ့အကြောင်းကိုယောမဩဝါဒစာအခန်းကြီး၈အငယ်34မှာအခုလိုဆိုထားတာကိုကျွန်တော် ပြန်ပြီးတော့စင်ရင်လွင့်တယ်လို့ကျွန်တော်ထင်ပါတယ်။ဇာတိပဂရိကြောင့်ပြည့်ညက်တရားသည်အာနေ၍မတက်နိုင်သောအမှုကိုဖျားသခင်ပြုတော်မူခြင်းဟာအပြည့်နှင့်ပြည့်စုံသောဇာတိပဂရိဇရန်ကို ဆောင်းသောမိမိသားတော်ကိုဆေလွတ်တော်မူ၍ အပြစ်ခြေဖို့ရာဇာတိပဂရိ၌အပြစ်ကိုတံပေးတော်မူ၏အကြောင်းမူကားဇာတိပဂရိအတိုင်းမကျင့်ဝိညာဉ်ပဂရိအတိုင်းလာကျင့်သောငါတို့သည် တရား၌ပါသောပညာတို့ကိုစောင့်ရှောက်မိအကြောင်းကြီးရှင်းနေပါれဇာတိပဂရိလူစွာစောင့်ရှောက်ဖို့မတတ်နိုင်တဲ့ပညာပါဒါပေမဲ့မတတ်နိုင်တာကိုစောင့်ရှောက်ဖို့အတွက်ပြင်းထန်တဲ့အပြစ်ဒဏ်ကိုသားတော်အားဖြင့်သာချမှတ်ပေးထားတယ်လို့ဒီနေရာမှာဖော်ပြထားပါれအခုလို့ ယောမဩဝါဒကသွန်သင်တာမျိုးတောင်ပေါ်ဒေသနာကမသွန်သင်ပါဘူး။သင်ရှင်းသောဝိညာဉ်တော်ရဲ့အခန်းကဏ္ဍကိုတောင်ပေါ်ဒေသနာမှာခေါ်ပြမထားပါဘူး။ဒါကြောင့်သမန်ငါရှန်ငါဖတ်တဲ့လူတွေအတွက်ပြဿနာတွေဖြစ်ကုန်ကြတာပဲလို့ကျွန်တော်တို့ယုံကြည်ပါတယ်။ဘာပဲဖြစ်ဖြစ်တောင်ပေါ်ဒေသနာကိုဘယ်လိုပဲသဘောထားထားခရိယန်တို့ရဲ့အသက်ရှင်ခြင်းကိုဒီဒေသနာဟာဆန့်ကျင်ပါသလား။လုံးဝမဆန့်ကျင်ပါဘူး။ဒီမြင့်မြတ်တဲ့ဒေသနာဟာခရစ်တော်ရဲ့စိတ်သဘောကိုခေါ်ပြနေတယ် ခရိယန်တို့မှလည်းဒီစိတ်သဘောမျိုးကိုစူးစမ်းမွေးမြူသင့်တယ်ဆိုတာကိုတော့ချင်းချင်းရှားရှားပြသထားပါလေဒီတောင်မောဒီသမပါရှိတဲ့မူဝါဒသဘောတရားတွေဟာခရိယန်တို့အဖို့နှဆိုင်စွာလေ့လာပြီးရင်အကျိုးကျေးဇူးတွေကိုအများကြီးပြုနိုင်ပါလေဒါပေမဲ့လက်တွေ့ဘဝမှာခုဆွတ်ရယူအဆုံးပြုဖို့ဆိုတာကတော့မုံရက်တဲ့တကောအာနိသင်ကိုအထူးလိုအပ်တယ်လို့ကျွန်တော်မှတ်ချက်ချခြင်းပါလေအတိတ်တွေကတော့တောင်မောဒေသနာဟာမိသီးတလုံးကနေပြီးတော့မိစေရဲ့အင်အားနဲ့ တားလင်းထိန်ပွားစေတဲ့ဒေသနာမျိုးဖြစ်တယ်။ဒါပေမဲ့ဒီမီးစီးဟာအလင်းမဟုတ်သလိုဒီအလင်းအတွက်မီးစက်ဟာလည်းလက်ပတ်ဖို့အင်မတန်ခက်ခဲတယ်လို့ဥပမာပေးခြင်းပါတယ်။ဒါကြောင့်မလို့အစွန်းနှစ်ပါးကိုကျွန်တော်တို့ရှောင်ဖို့လိုပါတယ်။ရှင်မသက်ချမ်းကိုစလိုက်ကလေးကခရစ်တော်ဟာရည်ကြီးပေါ်မှာဘရင်တကာတို့ရဲ့ဘရင်အဖြစ်ပေါ်ထွန်းခဲ့တယ်လို့ဆိုတာကိုပြောခဲ့ပြီးပြီ။သူ့ရဲ့ရှေ့တည်းစေတမန်ဖြစ်တဲ့ဗတ္တိဇံဆရာယောဟန်သူ့အတွက်ရှောက်ရမယ့်လမ်းကိုပြင်ဆင်ပေးခဲ့ပြီးပြီဆိုတာလည်းဖော်ပြခဲ့ပြီးပြီ။အခုဆိုရင်ဒီအရှင်သခင်ဟာ နောက်တော့ပါတပြိတချို့ကိုခေါ်ယူထားခဲ့ပြီးပြီဆိုတာလည်းသိပြီးပြီအခုတောင်ပေါ်ဒေသနာဆိုတာဟာဘာပဲပြောပြောကယ်တင်ရှင်ဘုရားသခင်ရဲ့ကဘာသို့ကြီးညာသောဥပဒေသားများဖြစ်သွားပြီလော်ကီအာနာဆက်ကိုကင်တွယ်တဲ့မင်းမဟုတ်ဘူးရင်းချမ်းရေးကိုမြန်နိုးသောအရှင်သခင်သာဖြစ်တယ်သူလျှောက်ပွားရမယ့်လမ်းကိုဒီတောင်ပေါ်ဒေသနာဟာစင်ကြံတစ်ခုအသွင်ထင်ဟပေါ်လွင်နေစေတယ်အချုပ်ကတော့ကောင်းကင်နိုင်ငံတော်တီးလူနီးပြီအဲ့ဒီကောင်းကင်နိုင်ငံတော်ရဲ့ဘုရင်သခင်ခရစ်တော်ဟာ သူ့ရဲ့အချိန်ကာလစိတ်ရင်ဒီဥပဒေသားတို့နဲ့ကျွန်တော်တို့ကိုအုတ်ချုပ်စိုးမိုးလာပါလိမ့်မယ်ဆိုတဲ့အချက်ကိုကျွန်တော်တို့သတိပြုမိဖို့လိုပါတယ်။တစ်ဖက်လက်ပြီးစင်ရင်သုံးကြမယ်ဆိုရင်တော့ဒီကနေ့ခရစ်ယာန်လို့ကိုယ့်ကိုယ်ကိုသတ်မှတ်ပြီးတော့ခရစ်တော်ကိုအားကိုးယုံကြည်သူများဟာခရစ်တော်ရဲ့အမိန့်များကိုနားဆွင့်နေကြရမယ်။တစ်ချိန်တည်းမှာဒီအမိန့်တော်များကိုဘုရားသခင်ချထားပေးတဲ့ဖန်ရှင်သောဝိညာဉ်တော်ရဲ့တကူအာနိသင်ကို အမိပြုတ်ပြီးတော့ အတူကြိုးစားလိုက်နာဆောင်ရွက်ကြရမယ်။တောင်ပေါ်ဒေသနာလိုလူသားတို့ဉာဏ်စွန်းမမှီတဲ့ပြည့်ညက်တရားတွေကိုလက်တွေ့အပြည့်လောကတဲကိုစွတ်အကင်းသွတ်သွင်းကြတယ်။ဘုရားသခင်ရဲ့ချစ်ရှင်းမြတ်တာအပေါ်မှာမှီခိုးပြီးတော့ဘုရားသခင်ကိုကြောက်ရွံ့ယူသေးတဲ့လူသားတွေဖြစ်အောင်ပို့ပြီးကြိုးပမ်းကြရလိမ့်မယ်ဆိုတာဟာတောင်ပေါ်ဒေသနာကနေရရှိတဲ့သင်ခန်းစာလို့ကျွန်တော်ဒီလိုပဲမြင်တွေ့ပါတယ်။ဒါရင်မကသေးပါဘူးတောင်ပေါ်ဒေသနာဆိုတာဟာ လူတွေရဲ့အားနည်းချက်ကိုအစဉ်သတိပေးနေတဲ့တရားတော်ဖြစ်တယ်လို့လည်းတစ်ဖက်ကကျွန်တော်မြင်ပါတယ်။ဒီကဘာပေါ်မှာဘယ်လူသားမှတရားသခင်ရဲ့ကျေးဇူးတော်ကိုနားမလည်ရင်ဖြောက်မရသောမရောက်ဆိုင်ဘူးဆိုတာကိုခြေရှားစေတဲ့ဒေသနာမျိုးဖြစ်ပါတယ်။တောင်းပေါ်ဒေသနာရဲ့အခြေခံအချက်လက်တွေကိုနားထောင်ပြီးရင်ပမာကျမ်းစာရဲ့တခြားတွင်တင်တော်မူခြင်းများနဲ့နှိုင်းယှဉ်စဉ်းစားတတ်ဖို့လည်းလိုအပ်ပါတယ်။အဲဒီလိုလေ့လာနိုင်မှ ခရစ်တော်ရဲ့စိတ်တော်တော်ကိုမြင်ရလိမ့်မယ်။ပမာကျမ်းစာကိုလည်းပို့ပို့ပြီးတော့ ကြည်ကြည်ပြင်းပြန်သဘောပေါက်ဆိုင်ရမယ်လို့ကျွန်တော်ဆုလို့ခြင်းပါတယ်။ဥပမာဆိုရင်လူအသက်ကိုသတ်ခြင်းရေသူတစ်ပါးရဲ့အိမ်ယာကိုပြစ်မှားခြင်းဆိုတာရေနှစ်ခုကိုခရစ်တော်ရဲ့တောင်ပေါ်ဒေသနာမှာအတိတ်ပဲဖွင့်ဆိုခြင်းနဲ့ပြသနိုင်ရမယ်ဖြစ်ပါတယ်။လူအသက်ကိုမသတ်နှင့်သူ့မယားကိုမပြစ်မှားနှင့်ဆိုတာကိုဖရမယောက်ရာကျမ်းအခန်းကြီး20ငယ်73နဲ့74မှာကျွန်တော်တို့တွေ့ခဲ့ရပြီးဖြစ်ပါတယ်။ဒီကျမ်းလက်ချက်သေးကိုသာသူကပြင်ဆင်သလားတခြားပြည့်ညက်တီကိုလည်းပြင်မာရဲလားလို့ မိစရာရှိပေမယ့်ရှင်မာသက်ခရစ်ဝင် ကျမ်းစာထဲမှာတော့ဒီကျမ်းနှစ်ချက်အပေါ်မှာခရစ်တော်ရဲ့ထက်မှန်အတိတ်ပဲဖော်ပြခြင်းကို အပြည့်အပြည့်ဆုံးတွေ့နိုင်ပါတယ်ခရစ်တော်ရဲ့ဒီဥပရိသကိုပြင်ဆင်ဖြစ်ဆွခြင်းအရာဆိုရင်အတိတ်ကာလကထွက်မြောက်ရာကျမ်းမှာမောရှိခေတ်ကပြည့်ညတ်တာတဲ့ပုံမူပြင်းထန်တဲ့အပြည့်ရာဇဝတ်စစ်မီဆေဗျံပို့ပြီးတင်းကျပ်သွားပြီဆိုတာကိုကျွန်တော်တို့ဒီနေရာမှာရှင်းရှင်းကြီးတွေ့နိုင်ရဲ့ဒါပေမဲ့အဲ့ဒီလောက်ပြင်းထန်တဲ့ဥပရိသကို ဖိမ့်မိန်တုံအောင်ဖြစ်မသွားစေဖို့အတွက်ဂလာတိဩဝါဒစာအခန်းကြီး2ငယ်16မှာကျတော့အခုလိုပြန်ပြီးတော့တခါဖြည့်ရှင်းတာကိုတွေ့ရပြန်လေပြင်းရတရားဤအကျင့်အားဖြင့်အဘယ်သူညှဖြောက်မရတို့မရောက်နိုင်ရာအဲ့ဒီအချက်ကိုတွေ့ရပြန်တဲ့အတွက်ဖြစ်ပါတယ်ဒီတော့ကိုဘွားနဲ့ဒီပြင်းရတရားတွေဟာဆက်ဆက်နေတဲ့အကြောင်းကိုလေတွေးတောသင့်တယ်လို့ကျွန်တော်ကပြိသက်တို့ကိုတိုက်တွန်းလိုပါတယ်ကျွန်တော်ဟာဓမ္မဆရာပေါ့ဆအဖြစ်မြို့တမြို့မှာအမှုတော်ကိုဆောင်ရတော့မှာ အဲ့ဒီမျိုးကမြို့မြေနှဖုံးနေရဲ့ကလပ်ကဥက္ကဋ္ဌလို့သူတထေးကြီးတယောက်ကဖိတ်လို့မနဲ့စာကောပြီးတော့စားခဲ့ရဘူးပါတယ်တထေးကြီးကသမင်းစပွဲမှာလူဆုံရင်တရားဟောပေးဖို့ပြောတဲ့အတွက်ကြောင့်တယောက်တည်းဘာပြောရရင်ကောင်းမလဲစဉ်းစားနေတော့အတော်သားသားနာနာဝတ်စားစီရင်ထားတဲ့လူတယောက်ကရောက်လာပြီးတော့သူကအဲ့ဒီမျိုးကပဲနာမည်ကြီးလွတ်လပ်သော အသင်းတော်တစ်ခုမှာလူကြီးဝင်လုံနေတဲ့အကြောင်းရင်းတောင်ပေါ်ဒေသနာဟာသူ့ရဲ့ဘာသာရေးဖြစ်တဲ့အကြောင်းရယ်ကိုပြောပါတယ်။ဒါနဲ့ကျွန်တော်ကလည်း ဒီတောင်ပေါ်ဒေသနာကိုခမရစောင့်ရှောက်နိုင်လို့လားလို့ယူသလားလိမီတော့သူကစူးစမ်းပြီးစောင့်ရှောက်နေပါတယ်လို့ဖြည့်တယ်။ဒါနဲ့တောင်ပေါ်ဒေသနာဟာစူးစမ်းခိုင်းတာမဟုတ်ဘူး။အကျင့်တရားပဲလို့ကျွန်တော်ကပြောတော့ကျင့်လဲကျင့်တယ်လို့ပြန်ဖြည့်ပါတယ်။ဒါနဲ့ကျွန်တော်ကလည်းလူငယ်ဓမ္မဆရာလက်တွေ့ဖိုင်ခဲ့ချွတ်ချွတ်လှုပ်ချင်တဲ့ညီငယ်လေးကလည်းအဲ့ဒီအရွယ်ငယ်ငယ်အချိန်မှာရှိနေလေတော့ဒါဆိုရင်ခမရကိုနည်းနည်းမေးစမ်းကြည့်နေတယ်ရာဆိုတော့ तू ကလည်းခေရဲ့လူမှမဟုတ်ပဲစိတ်လိုက်လေပေါ့ ီးတော့ကျွန်တော်ကတောင်ပေါ်ဒေသနာမှာညီအကိုချင်းအကြီးအကျယ်စိတ်ဆိုးတာဟာလူသက်မှုနဲ့ညီလောက်အောင် အစီရင်ခံရတတ်တယ်။ဒီတော့ခမရအဲ့ဒီလူကိုစိတ်မဆိုးပဲနေနိုင်ရလားဆိုတော့လူသက်မှုတစ်ခုဖြစ်လောက်အောင်စိတ်ဆိုးတာမျိုးတော့တစ်သက်လုံးတစ်ခါမှမဖြစ်ဘူးပါဘူးတဲ့။အမှန်တော့အကြီးအကျယ်ဒေါသခက်စိတ်ဆိုးတယ်ဆိုတာဟာလူသားရဲ့ဖြစ်ရိုးဖြစ်စဉ်မှာဒါကိုသူ ထိမ့်ချုပ်နိုင်တယ်ဆိုရင်အတော်ဟန်ကြသားပဲလို့ကျွန်တော်ကအဲ့ဒီတုန်းကတွေ့ပါတယ်။ဒီတော့ကျွန်တော်ကနောက်ထပ်ဆက်ပြီးတော့သူ့ကိုမေးတယ် တောင်းပေါ်ဒေသနာအတိုင်းဆိုရင်ကိလေသာစိတ်နဲ့သူမယားကိုကြီးရှုသောသူသည်ထိုစိတ်နှလုံးထဲ၌ထိုမိမ့်မနှင့်ပြစ်မှားပြီလို့ဆိုထားတယ်။အဲ့ဒီလိုများဖြစ်ရင်မျက်စိကိုတောင်းမှထုတ်ပြရတဲ့ဆိုပြီးတော့ဘုရားသခင်ကပြညတ်ထားတယ်။အဲ့ဒီတက်မဲ့တဲ့စိတ်ကိုခင်ဗျားချုပ်ချယ်ထိမ့်ချုပ်ဆန်းရလားဆိုတော့ကျွန်တော်ထင်တော့အဲ့ဒီအကျင့်လဲကျွန်တော်ကောင်းကောင်းလုံနေပြားလို့ဖြစ်တယ်။ကျွန်တော် ကတော့စကလေးကညင်းမှုခုံမှုသွားတာမဟုတ်တလို့အရှင်ကြီးရှင်းပြရမယ်အရှင်လည်းမဟုတ်တော့ဆက်မမေးတော့ပါဘူး။ဒါပေမဲ့ တခုတော့သူ့ကိုကျွန်တော်ပြောခဲ့ပါတယ်။ဒါဟာတောင်ပေါ်ဒေသနာရဲ့အကုန်လုံးမဟုတ်သေးဘူးနော်။အများကြီးရှိသေးတယ်။တောင်ပေါ်ဒေသနာကိုစူးစမ်းကျင့်ဆောင်တာဟာကောင်းနေ။ဒါပေမဲ့ဒေသနာအရဆိုရင် လုံးဝကျင့်ဆောင်ရမယ်ဆိုတဲ့အတိတ်ပဲရှိတယ်။ဒါကြောင့်ဒါကိုဘာသာရေးအဆုံးအမတစ်ခုအဖြစ်ပဲခံယူနိုင်ပါစေ။မဖြစ်မနေဒီသီလကြီးတွေကိုရပြီဆိုတာမျိုးသဘောမထားပဲလူသားပီပီကိုအားနေရတဲ့စိတ်နှလုံးကို အမြင်နောင်တတရားနဲ့ဖြည့်စည်ပြီးဖျားသခင်ကိုကိုးကွယ်ပါလက်တွေ့ကျင့်ဆောင်နိုင်တာကအဲ့ဒီကျင့်စဉ်နေမဟုတ်ပဲနောင်တစိတ်နဲ့ဖျားကိုချင်းကပ်ချင်းသာဖြစ်တယ်လို့ရှင်းပြခဲ့ရပါတယ်နောက်တော့မှကျွန်တော်ကိုဖိတ်တဲ့ club ဥက္ကဋ္ဌကြီးကတိုးတိုးပဲပြောတယ်အဲ့ဒီပုဂ္ဂိုလ်ကသူ့ယုံမှာနောက်ထပ်အငဲအနှောင်းလေးယူထားလို့သူ့မိမနဲ့ပြဿနာဖြစ်နေတယ်ကဲကောင်းရောလို့မဆုံနိုင်ဘူးလားဒါကြောင့်ကမာကျန်းစာဆိုတာဟာဝိညာဉ်အရှိန်တကုတ်ပါတယ် ပေါ့ပြက်ပြက်ဖက်လို့ကောင်းတာနဲ့ဘဝင်ခွေ့ပြီးဒါမှငါတရားဒါမှငါအကျင့်မှန်တယ်ဆိုတာမျိုးသဘောမထားရဘူးပြီးတော့တခြားကျမ်းနေနဲ့လေတိုင်းထွာရမယ်ညှိပြီးတော့စင်ကျင်သုံးဆိုင်ရမယ်အဲ့ဒီလိုလို့မှတမာကျမ်းစာတော်မြတ်ဟာဘလောက်အ내အတိတ်ပဲညီအားနဲ့ပြီးပြည့်စုံတယ်ဆိုတာဟာရှင်းလာမှာဖြစ်ပါတယ်တောင်ပေါ်ဒေသနာရဲ့မိဆက်စကားကသိရှည်သွားပါပြီဒါကြောင့်တခုခုနဲ့ယတိပြညီကုန်းချုပ်လိုက်ရင်ကောင်းပါလိမ့်မယ်အဲ့ဒါကတော့ တောင်ပေါ်ဒေသနာဆိုတာဟာအလွန်မြင့်မြတ်တဲ့ကျင့်စဉ်နဲ့အလွန်ခန့်ညားတဲ့ပန်းတိုင်စီကိုဥတီနေတဲ့ဒေသနာတရားဖြစ်ပေ။တစ်ချိန်တည်းမှာကျွန်တော်တို့လူသားများအနေနဲ့ဘလောက်အလံဝေးကွာနေသလဲဆိုတာကိုလည်းသွန်သင်နေတယ်ဆိုတာကိုအဓိကခေါ်ပြပြောကြားလိုက်ပါရစေ။တောင်ပေါ်ဒေသနာနဲ့အခုလိုမိတ်ဆက်ပြီးကြည့်မှာတော့တောင်ပေါ်ဒေသနာရဲ့စာကိုအပိုင်းကိုကြွားရပါမယ်။ရှင်မသက်ခရစ်ဝင်ကျမ်းကတောင်ပေါ်ဒေသနာဟာခရစ်တော်ဟောကြားတဲ့တောင်ပေါ်ဒေသနာကြီးတစ်ခုလုံးရဲ့ အနှစ်သာရများလို့ဆိုနိုင်ပါတယ်အသေးစိတ်အကျေပြန်ဆုံးပေါ်ပြထားတယ်လို့မယူဆနိုင်ပါဘူးသူ့ကိုအခုလိုရှင်းရှင်းလေးခွဲခြားလေ့လာတိုက်ပါတယ်အောက်ပါအတိုင်းမှတ်သားထားကြပါတိကောင်းရင်နိုင်ငံတော်ဤလူသားများအခန်းကြီး9အခန်းငယ်1မှ16နှစ်ကောင်းရင်နိုင်ငံတော်လူသားများနှင့် ဥပရိသများအခန်းကြီး9အခန်းငယ်16မှ48သုံး ကောင်းကင်နိုင်ငံတော်လူသားများနှင့်ဘုရားသခင် ရှမသဲ6လေးကောင်းကင်နိုင်ငံတော်လူသားများနှင့်အခြားသောအရာများရှမသဲ9ရှမသဲခရစ်ဝင်အခန်းကြီး9ကိုစတင်တော့မယ်ဆိုတော့ကောင်းကင်နိုင်ငံတော်ဤလူသားများအကြောင်းပဲဖြစ်ပါတယ်ရှမသဲခရစ်ဝင်အခန်းကြီး9ငယ်1မှ2အထိဖတ်ရှုလိုက်ရင်အခုလိုတွေ့မြင်နိုင်ပါတယ်ထိုလူအပေါင်းတို့ကိုမြည်လျင်ကိုတော်သည် တောင်ပေါ်သို့တက်၍ထိုင်တော်မူသောအခါ တပည့်တော်တို့သည်ကိုတော်ရင်းသို့ချဉ်ကပ်ကြ၏ထိုအခါနှုတ်တော်ကိုဖွင့်၍တပည့်တော်တို့အားဆုံးမဩဝါဒပေးတော်မူသည်မှာအဲ့ဒီလိုတွေ့ရပါတယ်ခရစ်တော်ဟာသူ့နောက်ကလိုက်လာတဲ့လူတွေအများကြီးကိုမြင်တဲ့အချိန်ဒီလူအုပ်ကြီးကိုတိုက်ရိုက်မိန်ကွန်းချွေတဲ့သဘောမရှိဘူးသူ့နားမှာရှိနေတဲ့တပည့်တော်တွေကိုသာဆုံးမဩဝါဒပေးလိုက်ခြင်းဖြစ်ပါတယ်တနည်းအားဖြင့်တပည့်တော်များကနေတဆင့်ပေးတဲ့ဩဝါဒဖြစ်ပါတယ်ဒီကနေ့ယေမုတ်ခေအချိန်ကာလဟာအထက်ကအချိန်ကြီးဆိုခဲ့တဲ့အတိုင်း ဘီမီလောကမှာရှိတဲ့လူသားတို့ရဲ့နှလုံးသားများဟာကောင်းကင်နိုင်ငံတော်ကိုတည်နိုင်လောက်တဲ့စိတ်ဓာတ်မျိုးမရှိသေးပါဘူး။ဒါပေမဲ့ခရစ်တော်ဟာမုတ်ချကောင်းကင်နိုင်ငံတော်ကိုဒီမြေကြီးပေါ်မှာတည်ထောင်ပွားမှာဖြစ်ပါတယ်။အချိန်ကာလကိုဘယ်သူသိတယ်လဲ။ဘယ်သူမှမသိဘူး။မှန်းဆလို့မရနိုင်သေးပါဘူး။အဲဒီလိုကောင်းကင်နိုင်ငံတော်ကို မတည်မီကြာကာလဖြစ်တဲ့အချိန်မှာဘုရားသခင်ရဲ့ကယ်တင်ခြင်းတရားသာဝရအသက်ကိုရရှိခြင်းကသရင်ကောင်းကိုဖြန့်ပြူရမယ့်အချိန်ဖြစ်ပါတယ်။ ဘုရားသခင်ကျဲဖြန့်စေလိုတဲ့ကယ်တင်ခြင်းနဲ့ဆိုင်တဲ့နှုတ်ကပတ်တော်မြတ်အကြောင်းကိုလူတိုင်းတို့အားကြောက်ဖို့ရန်အချိန်ဖြစ်ပါတယ်။အခုသခင်ခရစ်တော်ပေးလိုက်တဲ့ပထမဦးဆုံးဩဝါဒကတော့ရှင်မဖဲခရစ်ဝင်ခန်းကြီး9အငယ်3ပဲဖြစ်ပါတယ်။စိတ်နှလုံးနှိမ့်ချသောသူတို့သည် မင်္ဂလာရှိကြ၏။အကြောင်းမူကားကောင်းကင်နိုင်ငံတော်သည်ထိုသူတို့၏နိုင်ငံဖြစ်၏။မိတ်ဆွေများခင်ဗျာစိတ်နှလုံးနှိမ့်ချသောသူများ၏အကြောင်းကိုတော့ နောက်တနေ့မှဆက်လက်လေ့လာကြသေးတာပေါ့နောက်တစ်ချိန်အစီအစဉ်မှာဖျားရှင်ရဲ့နောက်ကပတ်တော်များခရိယသမားကျမ်းရဲ့ဓမ္မသစ်ကျမ်းိုင်းတွေကရှင်မာသဲခရစ်ဝင်ကျမ်းအခန်းကြီး9အခန်းငယ်၄ကနေအခန်းငယ်၁၆အထိကိုလေ့လာမှဖြစ်တဲ့အတွက်စောင့်မျှော်နားဆင်နိုင်ပါတယ်